ညာဟိုလေးတကျော်ဖြစ်ခဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရှုနေချက် view တွေအတွက်မဖြစ်မနေပြောသင့်ပြောထိုက်တဲ့အကြောင်းအရာအချို့ဒီ video တွေရဲ့အချိန်မှာပြောပြပြီးတော့မှလည်းဖြစ်ပါတယ်။ဘာကြောင့်ပြောရသလဲဆိုကျွန်တော်ကြည့်ရှုနေချက်ရဲ့ view တွေအနေနဲ့လည်းကျွန်တော်ပြောတာကိုမြင်ကြည့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ ဆိုတော့ဒါကြောင့်လည်းကျွန်တော်ကြီးရှုနေချပြောရတဲ့ကျွန်တော်ရဲ့ထင်မြင်ချက်ယူဆချက်လေးတွေကိုကျွန်တော်ကြီးရှုနေချတဲ့လူငယ်လူရွယ်တွေအတွက်အထူးသဖြင့်ပေါ့နော်လူငယ်လူရွယ်တွေအတွက်ကိုဥတီပြီးတော့မှကျွန်တော် reaction လုပ်ပြီးတော့မှလည်းဖြစ်ပါတယ်ဆိုတော့အားလုံးသိကြတဲ့အတိုင်းမင်းညာဒီဖြစ်စဉ်ကတော်တော်လေးကို holy တကျော်ဖြစ်ခဲ့တယ်စင်ပေါ်မှာတကယ့်ကိုဗယံဗတာเนาะအစင်တမ်းမရှိတဲ့အတုံးနှုံးတွေမကြွေးမနာတာကိုပြောတော့ရလည်းဖြစ်ပါတယ်ကျွန်တော်ဒီ video reaction မှာလည်းထည့်သွင်းပြီးတော့မှဖွင့်ပြပေးမှာမဟုတ်တော့ပါဘူးအားလုံးလည်းကြည့်ပြီးနေပြီလို့လည်းယူဆတယ်နောက်တစ်ချက်ကကျွန်တော်ကိုယ်တိုင်လည်းဒီ video ဖွင့်ပြဖို့လုံးဝတတိမရှိပါဘူး เนาะတကယ်တော့တတိယရှိပါဘူးပြီးတော့ကျွန်တော်ရေရှုနေချရတဲ့ viewer တွေတဲကပြောလို့ဆို main ကလေးတွေလူငယ်လူရွယ်တွေများစွာလည်းရှိတယ်လို့ဘုန်းကြီးရဟတ်တန်ကြီးလည်းများစွာရှိနိုင်ပါတယ်ဒါကြောင့်လည်းဒီ video file ကိုခါတိုင်းလို့ကျွန်တော်ဖွင့်ပြခြင်းမရှိရခြင်းဖြစ်ပါတယ်ပေါ့เนาะဆိုတော့ဒီလိုမျိုးလှုပ်လိုက်တဲ့အတွက်ဘာတွေ side effect တွေဖြစ်လာလဲဆိုတော့အရင်ဆုံးတော့ဒါသူ့ရဲ့မိသားစု ကျွန်တော်အရင်ဆုံး side effect ဖြစ်ပြီးအောင်လဲဆိုတော့ကိုယ့်ရဲ့သားသမီးတယောက်လက်ရှိအချိန်မှာကျွန်တော်သိရတဲ့လောက်ဆိုရင်ဒီဖြစ်စဉ်ကိုအရေးယူမှုတပြုလုပ်လိုက်ပြီလို့သိရတယ်အဖမ်းခံလိုက်ရပြီလို့သိရတယ်ဆိုတော့ဒီလိုအဖမ်းခံလိုက်ရပြီဆိုတာနဲ့အတူရဲ့သားကတော့ဘလို့ကိစ္စအကြောင်းအဖမ်းခံရပြီဟာသူတို့ရဲ့မိသားစုထဲမှာရှိတဲ့ဒီလူငယ်တယောက်ကတော့ဘလို့ကိစ္စအကြောင်းအဖမ်းခံရပြီဆိုပြီးတော့သူတို့ရဲ့ပတ်ဝန်းကျင်မှာနော်သူတို့လည်းပြောမယ်ဆိုပတ်ဝန်းကျင်ရှိမှာပဲလူတယောက်ကအဲ့တော့အဲ့ဒီပတ်ဝန်းကျင်မှာအနည်းနဲ့အများတော့အပြောအဆိုဝေဖန်ကြိုက်ရမှုတွေများစွာခံရမယ်လို့ကျွန်တော် င်မြင်သုံးသပ်မိတယ်ပေါ့နော်။ဒါကိုချင်းချင်းကပြကျွန်တော်တို့ရဲ့ပါဇက်ကနေထွက်လာတဲ့စကလုံးတိုင်းကကျွန်တော်တို့ပဝင်းချင်းကလူတွေကနားထောင်နေလို့ဆိုတော့အားလုံးသိစေချင်တယ်။နော်ဒီပေါ်မှာပဲလိုက်ပြီးတော့လူတွေကလူတယောက်ရဲ့ပြောဆိုမှုပေါ့မူတည်ပြီးတော့မှဒီလူဟာပြောမယ်ဆိုရင်ကျေးမှုရှိလားယင်ကျေးမှုမရှိဘူးလားပညာတတ်လားပညာမဲ့လားဘလို့လူတန်းစားအဆင့်အတန်းလဲဆိုတော့ကျွန်တော်တို့ရဲ့စကလုံးတွေက ပြောမယ်ဆိုရင်သူများတခါတည်းကပြန်ပြီးနားထောင်ပြီးတော့ကျွန်တော်တို့ရဲ့အဆင့်တက်ကိုပြန်ပြီးတော့ခွဲခြားသုံးသပ်ပြီးတော့တာဖြစ်တယ်။ကျွန်တော်တို့ကဝေစာကောင်းလာတွေဝစ်တယ်ပြောမယ်ဆိုပတ်စံတွေပြေလို့သုံးပြနိုင်တယ်ဆိုပေမဲ့လည်းဒါကိုအဆင့်တန်းရှိလာပြီးတော့ကျွန်တော်တို့ကိုကျွန်တော်သတ်မှတ်လို့မရဘူး။ ဒါကြဲဝချမ်းသာမှုတစ်ခုတသက်သာဖြစ်တယ်။ Priyo ရဲ့အစင်တန်းဆိုတော့သူ့ရဲ့နေထိုင်မှုသူ့ရဲ့ပြောဆိုမှုတွေနဲ့လည်းအများကြီးသက်ဆိုင်နေဆိုတော့လူငယ်လူတွေမမေ့သင့်ဘူးပေါ့နော်။လက်ရှိအချိန်မှာအားလုံးသိထားတဲ့အတိုင်းဒီဖြစ်စဉ်ကိုသက်ဆိုင်ရလူကြီးတွေကလည်းအေးအေးယူမှုတွေပြုလုပ်လိုက်တယ်။ကျွန်တော်တို့ဒီအချက်ကိုအရင်ကပြောမယ်ဆိုဝေခန့်လုပ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသာမလုပ်ဘဲနဲ့ကျွန်တော်တို့ကလွတ်ထားလိုက်မယ်ဆိုရင်ဒါ normalize အနေနဲ့ကျွန်တော်တို့အားလုံးကလက်ခံတဲ့ပုံစံမျိုးနဲ့ကြီးရှုလိုက်မယ်။ ဒီတိုင်းပဲထားလိုက်မယ်ဆိုရင်ပို့ပို့ပြီးတော့ဒါပြောရမယ်ဆိုရင်အတင်ရဲလာမယ်ပြီးတော့ကိုယ့်ရဲ့လုံးရဲ့အမောင်းလုံးရဲ့အမှန်လို့ထင်သွားနိုင်တဲ့လူတွေရလေနော်။ဘာကြောင့်လဲဆိုတော့တခါတရံကြရင်ကျွန်တော်တို့ကပြောမယ်ဆိုရင်လူတွေကတောင်းလို့ပဲဖြစ်စေဆိုးလို့ပဲဖြစ်စေထိုင်ပြီးတော့ဘာမှမပြောမဲ့လက်ပိုက်ကြည့်နေတာကိုအဟုတ်ကြီးထင်နေတတ်ကြတယ်။နော်ဒီလိုလဲဖြစ်သွားနိုင်တယ်လက်ရှိအချိန်မှာလဲဒီလိုမျိုးကိစ္စတွေကိုအေးအေးယူဆောင်ရွက်မှုတွေမရှိဘူးဆိုရင် လူငယ်လူရွယ်တွေရဲ့စိတ်ထဲမှာကြီးရှုတဲ့သူတွေရဲ့စိတ်ထဲရပဲဖြစ်ဖြစ်လှုပ်တဲ့သူရဲ့စိတ်ထဲရပဲဖြစ်ဖြစ်အဒါကြီးကဘာမှမဟုတ်ပါဘူးဒါကြီးကပြောမယ်ဆိုငါတို့ရဲ့လူမှုပတ်ဝန်းကျင်မှာရပါတယ်လှုပ်လို့ရပါတယ်ဆိုတဲ့အတ္တိတရားမျိုးဝင်သွားရင်တကယ်တကယ်တော့အဲ့ဒါကျွန်တော်တို့ရဲ့ပြောမယ်ဆိုလူငယ်လူရွယ်တွေအတွက်အစိတ်ခက်လိုက်တာပဲ နော်အဲ့လိုအစိတ်ခက်မခံဘဲနဲ့အခုလိုမျိုးအရေးယူလိုက်တာတော့ကျွန်တော်အနေနဲ့ဝဲခန်းလောက်ပါတယ်နော်ဝဲခန်းလောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါမဖြစ်မနေလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စရမျိုးပါနောက်တစ်ချက်ကဒီအကြောင်းနဲ့ပတ်သက်ပြီးပြောတဲ့နေရာမှာကိုကိုတိုင်းလည်းကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့အပြင်မှာတွေ့တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကိုယ်တိုင်းလည်းယောက်ျားလေးချင်းချင်းဖြစ်တဲ့အတွက်ပေါ့ပေါ့ပါပါနဲ့ယောက်ျားလေးဘာသာဘာဝအလျောက်တခါတရံမှာပြောတဲ့စကားလုံးတွေဟာနည်းငယ်ကျွန်တော်တို့ရင်းနှီးမှုအရာပဲဖြစ်စေရိုင်းတဲ့စကားလုံးလေးတွေနည်းငယ်ပါသွားတတ်တယ် ဒီလိုပါသွားတဲ့အခါမျိုးတွေမှာကိုရီးယားတော့ယောက်ျားလေးအချင်းချင်းဘာရဲမဟုတ်ပြောနေတဲ့အခြေအနေမျိုးမှာမိန်းကလေးတစ်ယောက်ကရုတ်တရက်ရောက်လာလို့ပဲဖြစ်စေကိုမသိလိုက်တဲ့နောက်ွယ်မှာထိုင်နေလို့ပဲဖြစ်စေပြောပြီးမှသူရှိနေတော့သိလိုက်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာနေရင်ထိုင်နေအလိုလိုကိုယ့်ကိုပြန်ရှက်မိတယ်ကိုယ့်ကိုတကယ်ပြန်ရှက်မိတယ်ဘာလို့ရှက်မိတာလဲဆိုတော့သူများငါတို့ရဲ့ပရောမစ်ပေါပေါတန်နဲ့ပြောလိုက်တဲ့စကားလုံးကိုကြားပြီးတော့ငါတို့ဘလို့များတတ်မှတ်လိုက်မလဲဘလို့များတွေးလိုက်မလဲငါတို့ရဲ့ဂုံတိတ်ခါရောဘလောက်ထိကြာဆင်းသွားနိုင်လဲဆိုတာတစ်ချက် နောက်တစ်ချက်ကသူ့အပြင်းပြီးတော့အားနာမိတာသူကြားသွားတဲ့အတွက်သူ့အပြင်းအားနာမိတာဘာကြောင့်လဲဆိုတော့သူက main ကလေးတယောက်ဖြစ်နေတယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာယောက်ျားလေးတယောက်ဆိုပေမဲ့လည်း main ကလေးပုံမှာထားမယ် respect ပေါ့နော်ပြောမယ်ဆိုလေးစားမှုကရှိကိုရှိရမယ်လေးစားမှုကရှိကိုရှိရမယ်ဆိုတော့အဲ့ဒီလိုအခြေအနေအကြောင်းလဲကျွန်တော်တို့အနေနဲ့ main ကလေးတွေအကယ်၍များတစုံတယောက်ရှိနေတယ်ဆိုရင်ကျွန်တော်တို့ကမပြောသင့်မပြောတတ်တဲ့စကားတွေကိုကျွန်တော်တို့ကယောက်ျားလေးအချင်းချင်းရှောင်ချင်ပြီးတော့ကျွန်တော်တို့ကပြောကြတယ်ပြောကြတယ်ဒါကျွန်တော်တို့ရဲ့အလေးအထားလေးတစ်ခုပဲ အလေးထားလေးတစ်ခုဖြစ်တယ်အဲ့တော့လက်ရှိကျွန်တော်တို့မြင်တွေ့နေရတဲ့ဒီဖြစ်စဉ်မှာဆိုရင်သူ့ရဲ့ state ဆင်ရဲ့အရှိမ main ကလေးတွေတတ်တူရွယ်တူ main ကလေးတွေအများကြီးရှိတယ်เนาะတတ်တူရွယ်တူမဟုတ်ဘဲနဲ့ကို့ထက်ငယ်တဲ့ main ကလေးတွေလည်းများစွာရှိသလိုကို့ထက်အသက်ကြီးတဲ့ anti ရွယ်ဟဟလား adore ရွယ်တွေလည်းများစွာရှိနိုင်တယ်သူလူရွယ်တွေယောက်ျားလေးတွေလည်းများစွာရှိတယ်ဆိုတော့ကိုကပြောမယ်ဆိုရင်အမှုပညာရှင်တယောက်ဖြစ်တယ်တကယ်တကယ်တော့ role model လို့ပြောလို့ရတယ်เนาะလူတွေရဲ့ပြောမယ်ဆိုစံထားရတဲ့နမူနာယူရတဲ့လူပုဂ္ဂိုလ်မျိုးတွေမှာကိုက social influencer အနေနဲ့ပဲဖြစ်စေ ျွန်တော်တို့လူအများရဲ့အချိန်မှာအခုလိုမျိုးအမှုပညာရှင်တယောက်လိုဖျော်ဖြေတင်ဆက်ရတဲ့အခါမျိုးမှာပဲဖြစ်စေကျွန်တော်တို့ကအများကြီးသတိထားရတယ်။ကိုယ့်ရဲ့စကလုံးလေးကိုယ့်ရဲ့အပြုမှုအနေထိုင်အပြောဆိုတွေဟာကျွန်တော်တို့ကြီးစုနေကြတဲ့အားပေးနေကြတဲ့သူတွေအတွက်အစိတ်တစ်ခုမဖြစ်တော့ဘူးအရင်ရင်ကြည့်တယ်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီကိစ္စကိုအရင်အောင်သိပြီးရထားတယ်။ဂယူးဆိုင်ပေးတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ကြီးစုနေတဲ့နေ့စဉ်နဲ့အမြန်တိုင်းတဲ့ချီဗီယူအာတွေများစွာရှိတယ်။ဆိုတော့အဲ့ဒီပေါ်မှာကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့အနေထိုင်တွေဟာမှားယွင်းတော့လုံးဝမရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ ကို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 လည်းတတ်မှတ်ထားတဲ့စီးလေးတခု public issue ကိုထွက်ရင်ငါဘယ်လိုနေထိုင်ရမလဲငါဘောင်ငါအိမ်မှာငါနေတာဘယ်လိုပုံစံနေနေဒါပြဿနာမဟုတ်ဘူးတို့တော့ public issue ထွက်လာတဲ့အခါမှာစကားပြောတဲ့အခါမှာကိုရဲ့စကလုံးတိုင်းစကလုံးတိုင်းကတန်မိုးရှိပြီးတော့မှပြောမယ်ဆိုလူငယ်လူရွယ်တွေအတွက်အစိတ်တောင်မဖြစ်စေရအောင်ဆိုတဲ့ခံယူချက်ကျွန်တော်တို့မှာထားတင်ထားအပ်တဲ့အရာမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကဒီလိုမျိုးလုံရဲ့ကြောင့်ကိုရင်းမဲ့တိတ်ခါကြွားလာဆိုတော့မဟုတ်ဘူးသူ့ရဲ့ society တစ်ခုလုံးမှာတိတ်ခါကြတယ် နုပညာအတိုင်းဝိုင်းကပါနေထိုင်နေရောရောင်ပြီးတော့ကျွန်တော်တို့သိခါကြတယ်ဒါအပြင်ကိုယ်မွေးဖွားပေးခဲ့တဲ့မေအီမိဘရဲ့ဂုဏ်သိခါလည်းလက်ရှိချိန်မှာဆိုကြာဆင်းသွားပြီနော်ဒါကျွန်တော်အမှန်တိုင်းပြောတာဘာကြောင့်လဲဆိုတော့ဘဒုရဲ့သားသမီးလဲဆိုတာလာပြီလေဘဒုရဲ့သားသမီးဘယ်အချိန်မှာဘာဖြစ်သွားလဲညအားလုံးသိကြတဲ့အတိုင်းပဲစကားတစ်ခုဖွဲ့လိုက်ပြီဆိုတာနဲ့မင်းညကတော့ဘဒုရဲ့သားဘဒုရဲ့သမီးဘဒုကတော့ဘလို့အချိန်မှာဘလို့ဖြစ်သွားပြီဒါကြီးကစတင်ပြီဆိုတဲ့ဟိုကကိုယ့်ရဲ့မေအီမိဘရဲ့ဂုဏ်သိခါ အနည်းငယ်များတော့ကျွန်တော်ရိုက်ခတ်မှုရှိသွားပြီအထူးသဖြင့်ဒီလိုမျိုးရိုင်းဆိုင်တဲ့အတုံးတုံးအပြောဆိုတွေပြောဆိုပြီးတော့မှကိုကဒီလိုမျိုးထိမ့်သိမ့်ခံရတဲ့ဆိုရင်ပို့ပြီးတော့မှပြောမယ်ရှက်ဖို့ကောင်းသေးတယ်သူ့ရဲ့မိရဲ့မိဘတွေကမဆူဆုံးမကြဘူးလားသူ့ရဲ့အကိုတွေအမတွေကမပြောဆိုကြဘူးလားဆိုတော့ပြောမယ်ဆိုလူတွေရဲ့ဝေဖန်ကြိတ်ရတာတွေကိုအနည်းငယ်များတော့ခံရမှာပဲဒါတွေကကျွန်တော်တို့လူငယ်လူရွယ်တွေနောက်ဒီလိုကိစ္စတွေကိုကြည့်ပြီးတော့ကျွန်တော်တို့အနေနဲ့စင်ကျင်နိုင်ဖို့အနေနဲ့ကျွန်တော်နဲ့တည်းအကြောင်းအရာထည့်သွင်းပြောပြခြင်းဖြစ်ပါတယ် တော့ဘသူ့အမှာဒီကိနေတာဆင်းရှင်းတဲ့စိတ်နဲ့ပြောတာတော့ကလုံးဝမဟုတ်ပါဘူးပေါ့နော်။နောက်တစ်ချက်ကကျွန်တော်တို့နိုင်ငံကအားလုံးသိကြတဲ့အတိုင်းပဲဆင်းရဲတဲ့ timing တွေနေရာမှာလည်းပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဤပညာပိုင်းဆိုင်ရာမှာလည်းပြောမယ်ဆိုနောက်ချတဲ့ timing တွေနေရာမှာလည်းပါတယ်။ဆိုတော့ဒီလိုမျိုးနိုင်ငံတကာမှာကျွန်တော်တို့အတိုင်းပြည်ကပြောမယ်ဆိုအခြေအနေတစ်ခုရောက်ဖို့စူးစမ်းနေရတဲ့ကာလအခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ကာလမျိုးမှာကျွန်တော်တို့မှာတံမိုးထားစရာဆိုလို့ရင်ကျိမှုပဲရှိတယ်တော်တော်စရာမှာ နော်ရှင်နိုင်စရာပေါ့သူများတဲ့ကားထဲကျွန်တော်တို့ကပြောမယ်ဆိုရင်ဝင့်ကြွားဆိုတာနေနိုင်မှုဆိုရင်ကျွန်တော်တို့မှာယဉ်ကျေးမှုတစ်ခုရှိနေတယ်ကျွန်တော်တို့ရဲ့ပြောမယ်ဆိုရင်ယဉ်ကျေးမှုလူတိုင်းကနိုင်ငံတိုင်းကလူတွေကမြင်လိုက်တဲ့အခါမှာကြားလိုက်တဲ့အခါမှာအာဒီတိုင်းပြည်မြန်မာနိုင်ငံဆိုတဲ့တိုင်းပြည်ဟာတကယ်ကိုယဉ်ကျေးပြူငါတဲ့လူတွေနေထိုင်တဲ့တိုင်းပြည်ဖြစ်တယ်ယဉ်ကျေးတဲ့ပြောမယ်ဆိုရင်ဒလိစရိုက်တွေနဲ့တိဆောက်ထားတဲ့လူမျိုးတွေဖြစ်တယ်ဆိုတာမျိုးကျွန်တော်တို့က24တောင်အလျှော့ခံလို့မရအောင်เนาะဒီလိုမျိုးကိစ္စတွေနဲ့ဆိုရင်တော့ပရာဒလန်တန်ဒလန်ပဲ ကျွန်တော်တို့ဖြစ်ရမယ့်အနေအထားနဲ့ဖြစ်နေတဲ့အနေအထားနဲ့ကတကယ်ကိုပထမတလန်တန်တလန်ဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ပဝင်းကျင်နိုင်ငံတွေကိုပဲကြည့်လိုက်ကျွန်တော်တို့ထက်သာတဲ့နိုင်ငံတွေအပြင်တိုးတက်ခင့်မိနေကြတဲ့အရာအလုံးအားဒီလိုအခြေအနေမှာသူတို့နဲ့ရှင်ဖိုက်စရာကျွန်တော်တို့မှာဖားရှိနေပြန်ကြည့်လိုက်ရင်ကျွန်တော်တို့မှာယဉ်ကျေးမှုရှိတယ်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကိုအားကျတဲ့ညလုံးနေနဲ့ကျွန်တော်တို့တိုင်းပြည်သူတို့ကိုကြည့်စီခြင်းအဲ့လိုဖြစ်ဖို့ဆိုတော့ကျွန်တော်တို့အားလုံးကပြောမယ်ဆိုရင်ညီညီညွတ်ညွတ်နဲ့ကိုယ့်ရဲ့ရည်ကြီးမှုကိုကျွန်တော်တို့ကထိမ့်သိမ့်မှုလိုတယ်။အဲ့လိုထိမ့်သိမ့်နိုင်မှသာလျှင် ကျွန်တော်တို့ကကဘာပေါ်မှာလူအောင်သူအောင်မကြတဲ့အတိုင်းမီအဖြစ်နီးပညာပိုင်းဆိုင်ရာမှာကျွန်တော်တို့ကနေကြရင်ကြနေမယ်နော်ချမ်းသာကျွယ်ဝမှုပိုင်းမှာလည်းအားနေအားနေနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အတိုင်းမီရဲ့ရင်ကျေးမှုအမွေအနှစ်ရင်ကျေးတဲ့ပြောမယ်ဆိုအပြုအမူအပြောဆိုနေထိုင်ဆက်ဆံပုံတွေကတော့တခြားသောတိုင်းမီနဲ့ဘယ်တိုင်းမီနဲ့မဆိုကျွန်တော်တို့ကတာနေတာမျိုးပဲကျွန်တော်ဖြစ်ကိုဖြစ်ရမယ် အဲ့လိုဖြစ်စေခြင်းလို့လည်းကျွန်တော်ကြည့်ရှုနေကြ viewer တွေအတွက်ဒီ video လေးကို message ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဒီ piece နဲ့ပတ်သက်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer အနေနဲ့ဗမာမျက်ချက်ပေးခြင်းနဲ့မျက်ချက်ပေးခြင်းနဲ့ရှင်ကုန်းမှာရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့မြတ် issue အားပေးနေကြ viewer တို့တယောက်ချစ်စဲအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် video မှာထပ်ပြီးတော့ဆုံညီပါပြ See you next video